ဥရောပချန်ပီယံလောင်းအင်နာမီလန်မင်္ဂလာပါပရိသတ်ကြီးတို့ရှင်အင်နာမီလန်အသင်းကချန်ပီယံလိဘိုလူပွဲစဉ်ကိုရောက်ရှိသွားခဲ့ပြီဖြစ်ပြီးဥရောပချန်ပီယံလောင်းဖြင့်ရပ်တည်နေတာဖြစ်ပါတယ်ဆီမီဖိုင်နယ်မှာဘာစီလိုနာအသင်းကိုနှစ်ကြော့ပေါင်း8969နဲ့ခက်ခက်ခဲခဲအနိုင်ယူပြနိုင်ခဲ့ပြီးချန်ပီယံစုနဲ့ထိုက်တန်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်အင်နာမီလန်ဆိုတာတချိန်ကအီတလီဘောလုံးလောကမှာပြိုင်မဲ့အသင်းတွေဖိမိတ်တောင်အောင်ကြောက်ရတဲ့အသင်းတစ်သင်းဖြစ်ပြီးအောင်မြင်မှုတရဖူစောင်းနိုင်ခဲ့ပါတယ်။ အခုလိုမျိုးတမိုင်းစင်လာကြီးမားခဲ့ပြီးအီတလီဘလူးဂျီလိုသတ်မှတ်ခံခဲ့ရတဲ့အင်နာမီလန်သင်းဟာဥရောပအောင်မြင်မှုတွေနဲ့ဝေးကွာနေခဲ့တာဆယ်စုနှစ်တခုကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်အင်နာမီလန်သင်းနေနဲ့ချန်ပီယံလိဖလားကို၃ချိန်ရရှိခဲ့ပြီး2009-2010ရာသီမှာနောက်ဆုံးအကြိမ်ရရှိထားခဲ့တာဖြစ်ပါတယ်။အဲဒီတော့ကအင်နာမီလန်အသင်းကိုနာမည်ကျော်နီးပြမော်ရင်ဟိုကင်တွယ်နီးပြခဲ့တာဖြစ်ပြီးတော့သူ့ရဲ့မဟာဗျူဟာတွေကဘောလုံးလောကမှာအောင်မြင်ကြကြခဲ့ပါတယ်။ ုပ်စုပွဲစဉ်တွေကိုအစဉ်အဆက်တက်လှမ်းနိုင်ခဲ့ပြီးဘောလုံးပွဲစဉ်အထိတက်လှမ်းလာနိုင်ခဲ့ပါတယ်။ဖိုင်နယ်ပွဲစဉ်မှာတော့ဂျာမန်ဘလူးဂျီဘိုင်ယန်မြူးနဲ့တင်းကိုခက်ခက်ခဲခဲအနိုင်ယူခဲ့ပြီးတော့ချန်ပီယံလိဘလားကိုကပ်မြောင်းနိုင်ခဲ့တာဖြစ်ပါတယ်။ဒီစုဘလားကအင်တာမီလန်အသင်းထွက်နောက်ဆုံးရရှိထားခဲ့တဲ့ချန်ပီယံလိဘလားဖြစ်ခဲ့ပြီးတော့ယနေ့ချိန်ထိအောင်မှဝေးကွာနေခဲ့ရတာဖြစ်ပါတယ်။အခုချိန်မှာတော့ချန်ပီယံလောင်ဖြစ်ချန်ပီယံလိဘလားနဲ့အရန်နီးကပ်နေခဲ့ပြီဖြစ်သလိုအကောင်းဆုံးပြင်ဆင်သွားဖို့လည်းလိုအပ်နေတာဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာလီးပြဆိုင်မွန်အင်ဇာဂီရဲ့လက်ထက်မှာအောင်မြင်မှုတွေရုန်းကန်နေရတဲ့အသင်းလို့ဆိုနိုင်ပါတယ်အင်ဇာဂီယာအင်တာမီလန်အသင်းကို2021မှာစတင်ကင်တွယ်ခဲ့တာဖြစ်ပြီးစီးရီးအေဖလာစူပါကပ်နဲ့ကိုပါအီတလီယာဖလာတို့ကိုရယူပေးနိုင်ခဲ့ပါတယ်။စီးရီးအေရဲ့လက်ရှိချန်ပီယံဖြစ်ပြီးအခုချိန်မှာတော့စီးရီးအေဖလာအတွက် ရုန်းကန်နေရတာဖြစ်ပါတယ်။ စီရီအေအမှတ်ပေးစရာရဲ့ထိတ်ဆုံးမှာအချိန်တော်ကြာဥဆောင်နိုင်ခဲ့ပေမဲ့ပွဲပန်းမှုတန်းနေကြောင့်အနိုင်ရလက်တွေကိုတောက်မခံနိုင်မဲ့နာပိုလီအသင်းကိုဇင်အားထိတ်ဆုံးနေရအောင်ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။လက်ရှိချိန်မှာအင်တာမီလန်အသင်းကရမ84မှတ်နဲ့အဆင့်နှစ်နေရာမှာရပ်တည်နေတာဖြစ်ပြီးနာပိုလီအသင်းက၃မှတ်သာအနေထားနဲ့ဥဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ရာသီပြီးဆုံးမှုကလည်းသုံးပွဲသာလိုတော့တာကြောင့်အင်တာမီလန်သင်းနေနဲ့နာပိုလီရဲ့ခြေချော်တင်းဆောင်မှုတွေကိုအခွင့်အောင်းယူနိုင်မှသာနှစ်နှစ်ဆက်တိုက်ချန်ပီယံဖြစ်လာနိုင်မှာပါ။အင်တာမီလန်သင်းဟာကိုပါအီတလီယာဖလားဆီမီဖိုင်နယ်ပွဲစဉ်မှာလည်းမြို့ကန်ပြိုင်ဘက် AC မီလန်သင်းကိုဂိုးပြတ်ရှုံးနိုင်ခဲ့ပြီးဖလားတလုံးကိုဆုံးရှုံးခဲ့ရပါတယ်။စူပါကိုပါဖလားဖိုင်နယ်ပွဲစဉ်မှာလည်း AC Milan သင်းကိုရှုံးနိုင်ခဲ့ကချန်ပီယံအိမ်မက်တွေနဲ့ဝေးကွာခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်အင်တာမီလန်အသင်းတွေနဲ့ဆုံးရှုံးမှုတွေများခဲ့ပြီးချန်ပီယံပြိုင်လဲနေပေါ်ကနေသူဖယ်ခဲ့ရခြင်းနေပေါ်အကောင်းဆုံးပြန်လည်ရှေ့ဆက်နိုင်မှုလိုအပ်နေတာဖြစ်ပါတယ်။လက်ရှိချိန်မှာစီရီအေဖလာအတွက်လက်ကျန်သုံးပွဲကိုအမောင်မခတ်မဲရင်းဆိုင်ကျော်ဖျက်မှာဖြစ်ပြီးချန်ပီယံလိဖလာအတွက်လည်းအကောင်းဆုံးပြင်ဆင်ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ဆဲဆူးနှစ်တခုကြောကြောင့်ဝေးကွာနေခဲ့တဲ့ချန်ပီယံလိဖလားကိုအင်တာမီလန်အသင်းရယူနိုင်ပြီးတမိုင်းတစ်တခုရေးထိုးရတော့မှာဖြစ်ပါတယ်